Welcome to our latest episode. I'm your host, San. ဒီနေ့ပြောမယ့် podcast ကနည်းနည်း personal အကြောင်းအရာလေးပါတယ်။နောက်ပြီးတစ်ခါမှတစ်ခါမှတော့မဟုတ်ပါဘူး။တချို့တချို့သောလူတွေတော့ကျွန်တော်ထုတ်ပြောဦးရရာရှိတယ်။ဟိုပြော dark ဖြစ်တဲ့အပိုင်းတွေပါတာမို့လို့အာဘယ်လိုပြောပြရမလဲ။အဲ့လိုပါနော်။ dark ဖြစ်တဲ့အပိုင်းလေးပါတာမို့လို့နားထောင်ရတာတော့အဆင်မပြေရမျိုးကြီးတော့ရှိကောင်းရှိနေ။ဒီနေ့ကျွန်တော်လမ်းလျှောက်တော့လူနှစ်ယောက်တွေ့ခဲ့တယ်။တယောက်ကအသက်40ရွယ်ပြီးတော့နောက်တစ်ယောက်ကကျတော့အသက်72နှစ်လောက် ရှိမယ်ကောင်းလေးတယောက်ပေါ့နော်အဲဒီယောက်ကဒီလက်ကိုပေါ့နော်လက်ကိုလက်ချင်းချိန်ပြီးတော့လမ်းလျှောက်လာချိန်တယ်ဆိုတဲ့နေရာမှာလဲတာဖတို့တောင်မဟုတ်တူကြီးတယောက်လိုမျိုးလက်ချင်းချိန်လာမှာသူတို့နေရာချိန်ကြတယ်ဟိုခပ်ပေါ်လေးလိုမျိုးဗျာလက်ကိုလက်ချောင်းတွေတစ်ခုနဲ့တစ်ခုရှက်ပြီးတော့ချိန်ပြီးလမ်းလျှောက်လာပုံစံမျိုးပေါ့နော်အဲ့လိုမျိုးအဲ့တော့ကျွန်တော်ဒါကြီးနဲ့ပတ်သက်ပြီးဘာလို့သွားတွေးမိလဲဆိုတော့ဒါကျွန်တော်ရဲ့တစ်ဖက်သက် judge လောက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တကယ်ပဲ relative တော့လကောင်းတကယ်တားဖတော့လကောင်းမလို့ဒါပေမဲ့ကျွန်တော်ပထမဆုံးသွားပြီးတွေးမိတာချိုင်းဟု trauma နဲ့နောက်ပြီးတော့ချိုင်း grooming ဆိုတဲ့အကြောင်းအရာပေါ့နော် sexual assault လုပ်တဲ့အကြောင်းအရာတွေသွားပြီးတွေးမိတယ်ဒီနှစ်ယောက်က relative လေဖြစ်ချင်မှဖြစ်နေမှာရက်ွက်တဲ့ဦးလေးကြီးကဒီလူကောင်းလေးငယ်ငယ်လေးကိုတွေးနေရတယ်ဖြစ်ကောင်းဖြစ်နိုင်တာပဲ who knows ကျွန်တော်တို့ပြောတော့ အမေသူတို့လက်ချင်းချိတ်ထားတဲ့ပုံစံရင်ကျွန်တော်မျိုးလုံးထဲမှာလုံးဝယူမှားနေလို့တော့ခံစားရတယ်ပေါ့။အဲ့နောက်ပြသပြီးကျွန်တော်ငငယ်အကြောင်းအရာတွေကသွားတွေးမိတယ်။ Chain grooming ဆိုတာတော့အလုံးဒီမှာပါ။တိတ်မကြသေးခင်အချိန်ကလည်းဖြစ်သွားခဲ့ပေါ့နော်။အဲ့လိုမျိုးအကြောင်းအရာတွေကိုရီးယားမှာရှိတဲ့ Korean celebrity အရန်နာမည်ကြီးတဲ့ Kim Se-ron ဆိုတဲ့ဟာနဲ့ Kim So-hyun လားကျွန်တော်နာမည်မိပါလိမ့်မယ်။အဲ့မင်းသားနဲ့ပေါ့နော်။သူတို့နှစ်ယောက်ရဲ့အကြောင်းအရာတွေအရန် social media ပေါ်မှာပြီးခဲ့တဲ့လတွေက ရန်ရည်ပန်းစားပါအားလုံးသိမှာပါအဲ့တော့ chain grooming ဆိုတဲ့အရာနဲ့ပတ်သက်ပြီးဒီမှာဘာလဲဆိုတော့ကျွန်တော်ပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်သူကလေးကိုမွေးစားတာဒါရက်ွက်စကားပေါ့ဗျာကလေးကိုဥထားတာကိုဩဇာညောင်းအောင်ဗျာတမင်တက်လိုမျိုးကိုယ့်ရဲ့ sexual desire တွေကိုလက်ခံအောင်တမန် over 18မဟုတ် over 20ဖြစ်သွားတဲ့လူတယောက်ကဒီလိုမျိုးကိုလာပြီး manipulate လုပ်မယ်ဆိုလို့ရှိရင်သူ့မှာတွေးတက်ခေါ်တက်စဉ်းစားဆုံးဖြတ်နိုင်တဲ့စင်ကြင်ဉဏ်ရှိတဲ့ခါကြတော့ ဘာကြီးကမှားလားမှန်လားဆိုတာကိုတွေးတက်တယ်လေဒီလိုမျိုးအသက်အရွယ်ငယ်ငယ်လေးတွေကိုသူတို့ကမွေးပြီးစားတဲ့အခါကျတော့ကလေးတွေကဒါကောင်းလားမကောင်းလားဆိုတော့သူတို့မှစဉ်းစားတော့ဟိုဘယ်လိုပြောမလဲကလေးနဲ့ကလေးအနေနဲ့ငယ်ငယ်ရွယ်ရွယ်မှာဒါကြီးကိုကောင်းတယ်ဆိုမကောင်းတဲ့အရာတခုဒါကကောင်းတာမင်းကောင်းမှုအတွက်ဆိုပြီးတော့အဲ့ဒီစကားနဲ့သွတ်သွင်းခံနိုင်ရလို့ရှင် brain wash လုပ်ခံနိုင်ရလို့ရှင်ဒီကလေးကလုံးဝ has been manipulated ပေါ့နော်ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ငယ်ငယ်တော့အကြောင်းအရာလေးချို့ကျွန်တော်ပြန်ပြောင်းပြောပြမယ်ကျွန်တော် ဆယ်တန်းလောက်ကကျူရှင်သွားဖို့ပေါ့နော်။အမျိုးဆင်မလိုက်ကနေပြီးတော့လဲထဲမှာကျူရှင်သွားတွက်သွားတက်ကကျွန်တော်ကအလုံးဝအရင်ကငငယ်တုန်းကအလုံးဝလူကောင်တိတိလေးဆယ်တန်းဆိုပေမဲ့တကယ်ရှစ်တန်းကောင်လေးရွေးလောက်ပဲရှိရပါတော့နော်လူကောင်တိတိလေးကျွန်တော်သွားတော့ကျွန်တော်တော့ကနေပြီးတက္ကစီကားတစီလာရတယ်။သားလေးနဲ့ဘာညာနဲ့နှုတ်ဆက်တဲ့ခါရောအော်ကိုကလည်းကို့အမေရဲ့အတိလားကို့ ငါ့ကိုပဲတီးတယ်အတိတယောက်ယောက်လာပေါ့ဦးလေးတယောက်လာပေါ့နော်အဲ့လိုမျိုးထင်ပြီးပြန်နှုတ်ဆက်ဘယ်သွားမလို့လဲကျူရှင်သွားမလို့လားဘာညာမီးပြီးအချိန်မှာကျွန်တော်အရွယ်ရောက်နေပြီလားပေါ့အဲ့လိုပေါ့နော်ချက်ကွက်စကားလေးပေါ့နော်ဒီမှာ span ထွက်နေပြီလားအရွယ်ရောက်နေပြီလားဒီလိုမျိုး cubic hell တွေထွက်နေပြီလားစသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးမီးတယ်အဲ့တော့ဘာပြောမှမသိဦးချောင်းချောင်းဖြစ်သွားပါတော့ဒီလူရောက်တော့ဘာလဲပြောနေရလဲပေါ့နော် irration ဖြစ်နေပြီလားဟို ီမှာမစားဘိတ်လုတ်တက်နေပြီလားအဲ့လိုမျိုးကြီးလာမင်းပလိန်ဦးကြောင်ကြောင်တော့ဖြစ်သွားပြီဗျာဘာကြီးလဲဆိုပြီးကျွန်တော်ခံစားလိုက်ရတယ်ဗောနောဒါပထမဆုံးစားကြောင်တဲ့အတွေ့အကြုံဒါပေမဲ့အဲ့တော့ကျွန်တော်ကြောက်လာဆိုတော့အရင်တော့ pancake တော့မဖြစ်ပါဘူးဗောနောဒီနေရာမှာတခြား main ကလေးဆိုလို့ရှိရင်ကြောက်တော့ကြောက်ကောင်းကြောက်မယ်နောက်ပြီးအဲ့နေရာမှာယောက်ျားလေးလည်း sexual harassment လုပ်ခံရတယ်အစောလုပ်ခံရတယ်ဆိုတော့ဟာကိုမတိထားတဲ့အတွက်ကြောင့်ကျွန်တော်မကြောက်နေရလဲဖြစ်ကောင်းဖြစ်နိုင်တယ်လူဆိုတာမတိမကြောက်ဘူးဟုတ်တယ်မလားဒါကြီးက ဒလိုက်တက်ပါတယ်ဆိုပြီးတော့ကျွန်တော်စာရင်မကတ်ထားရင်ကျွန်တော်လည်းကြောက်မှာမဟုတ်ဘူးတွားကြိုက်မိမှာပဲဒလိုက်တက်တယ်ဆိုပြီးစာရင်ကတ်ထားတဲ့အခါကျတော့ခေါင်းထဲမှာအသိရှိနေတော့အော်ဒါရဒလိုက်တက်တာပဲဆိုပြီးတော့ကျွန်တော်ကြောက်ကြောက်မှာပေါ့နောက်ကျွန်တော်အသက်ကြီးလာတဲ့အခါကျတော့ဆယ်ရန်ပြီးသွားတဲ့အချိန်မှာကျွန်တော်ကိုယ်ဝင်ဝတ်တယ်ပေါ့နော်အဲဒီတော့အိမ်နဲ့အကန်ကြီးလှုပ်ပြီးတော့လည်းပါတယ်ကျွန်တော်ကိုယ်တိုင်းလည်းအဲဒီတော့ဘာသာရေးလိုင်းပူရတဲ့ခါကျတော့မျိုးကိုရင်အပြီးဝစ်မယ်ဘာညာနဲ့ဆိုပြီးဝစ်ဝစ်တယ်အဲကိုရင်ဝစ်တဲ့နေရာဘယ်မှာလဲဆိုတော့လှိုင်းမှာဆိုရစာတင်တိုင်းရှိတယ် ိုက်စားတဲ့တိုင်းမှာကျွန်တော်ကစာစာတင်သားပေါ့နော်စာတင်သားဖြစ်ဖြစ်တော့ကျွန်တော်ပုံစံထုံးစံတိုင်းလေးပဲကျွန်တော်ရဲ့ environment ကလည်းအမေအတော်ကြီးချမကြီးတဲ့ခါကျတော့ကျွန်တော်လုံးဝကြားကြားရမဖြစ်နိုင်ဘူးရေမတိုက်တီထိုးရတာလို့ထိုက်ကွန်ဒိုတွေတက်ရတာမာရှယ်အော်ဒီလေးလာတာတော့အရင်သဘောကျတယ်အဲတော့ကျွန်တော် ကိုကျွန်တော်ထက်ကြီးရဲ့ကိုရင်ကြီးပေါ့နော်ကိုရင်ကြီးတော့မဟုတ်ဦးစင်းပေါ့ဦးစင်းဆိုရင်အရင်တော့မကြည့်တတ်မကြည့်သေးပါဘူး25 30လောက်တော့ရှိမယ်ပေါ့နော်အဲ့ရွယ်ဦးစင်းเนี่ยအမြင်ခင်တာပေါ့နော် စာကြီးပီကြီးပြောနိုင်ငံရေးတွေပါပြောတ냐ကြတော့သူ့ channel နဲ့ကျွန်တော်ဓာတ်ရိုက်ခိုင်းတယ်ဒါကဟိုဘယ်လိုပြောမလဲယောက်ျားချင်းဆိုတော့လေခုနရှင်းပြောခဲ့လို့ပဲเนาะကြောက်ရခေါင်းမင်းမတိသေးတဲ့ခါကြောက်โอเคကျွန်တော်ပါရည်အမဘုံကြီးချောင်းဆိုရွာကျွန်တော်ပြပြမယ်ဘုံကြီးချောင်းဆိုတော့ခြံောင်လေးရင်းနဲ့ကန်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 ပြီးတယောက်ခြံောင်တလုံးတလုံးတလုံးချင်းစီနဲ့အေးကြတာကျွန်တော်နေတဲ့ဟာကိုခေါင်းရင်မှာတော့အမကိုစာအုပ်လေးရှိမယ်သင်ငန်းရှိမယ်ဘာညာပေါ့နော်အမျိုးပေါ့နော်နေရတာ သူ့ channel မှာကျွန်တော်တွားအိတ်တယ်မင်းကြီးဘာကြောင့်လဲမသိဘူးပဲကျွန်တော်ခေါ်ရပဲကျွန်တော်ဘာကြောင့်လဲဆိုမှမမေ့အမှကျွန်တော်တွားအိတ်လိုက်တယ်တွားအိတ်တဲ့အချိန်မှာဖုန်းတူတူကြည့်တာဟုတ်တယ်အဲ့တုန်းကဖုန်းကခိုးခိုင်ရတယ်ရုပ်ရှင်ကြည့်ရတာမသိဘာလည်းမသိအတူတူကြည့်နေနေအိတ်ပြောရတဲ့အချိန်မှာစပြီးတော့ဗောနကျွန်တော်အဲကျွန်တော်လက်ကိုကိုင်ပြီးသူ့ရဲ့ tick ကိုလာပြီးပုတ်ခိုင်ဘယ်လိုပြောပြမလဲအရင်အိတ်ပြောနေမှာမဟုတ်အိတ်ခုစူးစမ်းနေတဲ့အချိန်ဗောနတော့အဲ့လိုမျိုးကျွန်တော်အိတ်နေပြီးထင်တာကျွန်တော်တက်ကိုကိုင်ပြီးတော့သူ့ဟာလား တော့ပုတ်တယ်ပေါ့နော်ယူပြီးပုတ်တယ်ပေါ့နော်ကျွန်တော်လက်ကိုယူပြီးကျွန်တော်အဲ့ချိန်မှာလုံးဝငြိမ့်နေဘာလဲပေါ့ဘာကြီးဖြစ်နေပြီလဲပေါ့တည်လားခံလားပြီးတော့သူ့ရဲ့ dick နဲ့ကျွန်တော်ရဲ့အဲ့ခြေထောက်ပေါ့နော်ပေါင်ပေါင်နားကြီးပေါ့နော်ပေါင်နေလို့တင်မနာအောင်လာပြီးတော့ပုတ်တယ်တင်တင်ခဲအောင်တော့အောက်မှာတင်ခဲတက်ထက်တော့ရှိရအဲ့တင်ခဲအောင်တော့လန်လာတော့မလို့ပေါ့နော်ဒီတိုင်းပဲဒါပုတ်တယ် းဝပေါ့နော်တလားမနေချင်တော့အဲ့နေရအဲ့ချင်အောင်နေရကျွန်တော်ထွက်ပါပြီ။အော်ကျွန်တော်တွားရိုက်တော့မယ်။ဘာညာဆိုပြီးတော့အဲ့ချင်းနေပြီးတွားရိုက်တော့မယ်။ဘာညာဆိုပြီးကျွန်တော်ကုချင်တာပို့ပြန်အဲ့